Hello အားလုံးမင်္ဂလာပါဖိုးဖိုးမချန်ကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့ဂျွန်လ25ရက်နေ့ရဲ့မနက်ခင်းပိုင်းရထားတဲ့အပြောင်းရွှေ့တွေနဲ့ပတ်သက်လို့ကျွန်တော်တို့သာတင်ဆက်ပြီးသွားပါမယ်ပထမဆုံးအနေနဲ့တော့အတင်းကြီးတော်တော်များများရဲ့စိတ်ဝင်စားခြင်းကိုခံနေရတဲ့ Alexandra Isak ကိုကလပ်အသင်းရဲ့လောက်ခလာစာအများဆုံးကစားသမားအဖြစ်ကျွန်တော်တို့သာ Newcastle ကတက်တန်းတူဖို့အတွက်ရည်ရွယ်နေတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ် Newcastle ရဲ့တိုက်စစ်ကစားမဖြစ်သူ Alexandra Isak ကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့ လီဗာပူးအာဆင်နယ်တို့ပြင်ဘာစီလိုနာတို့လိုအသင်းမျိုးတွေကပါဒီရှိကျွန်တော်တို့လီဗန်နော့စကီရဲ့နေရာကိုအစားထိုးနဲ့ပတ်သက်ပြီးတော့ဒီကစားမကိုနျူကာဆယ်ထံကနေခေါ်ဖို့အတွက်သူတို့စိတ်ဝင်စားနေကြတယ်ဆိုတော့ဒါအပြင်တချို့အသည့်နေဆိုလို့ရှိရင်ဒီနေရာဒီအပြောင်းရွှေ့မှာကိုပဲနျူကာဆယ်စီကနေပြီးတော့အမှန်ကန်ခေါ်ဖို့ကြိုးပမ်းလာနေနေဆိုတဲ့တည်င်းနေပို့ပြီးတော့တက်လာတော့ကာဆယ်ဟာဒီကစားမဖြစ်သူကိုအသင်းမှာဆက်ပြီးတော့ထားနိုင်ဖို့အရေးအမျိုးမျိုးကြိုးပမ်းနေပါတယ် ဒီနေရာမှာကစားမဖြစ်သူကိုစာချုပ်အစ်စ်ပေးပြီးတော့လောက်ခလာစာတူးပေးတာမျိုးတွေနဲ့သူတို့အရင်ဆုံးကျူးပန်းနေတယ်။လက်ရှိမှာအလက်ဇန္ဒားအီဆက်ကနယူကာဆင်နဲ့2028ခုနှစ်ပေါ့နော်ဒီတက်တန်းရှိတဲ့စာချုပ်တစ်ခုကိုသူတို့ပိုင်ဆိုင်ထားတယ်။ဒါပေမဲ့လို့ကာဆယ်ဟာတိထက်ပူပြီးတော့ကျွန်တော်တို့ဒီနောက်ထပ်ပေါ့နော်နှစ်တီတူးပေးပြီးတော့တက်တန်းတူးဖို့ကျူးပန်းနေတဲ့အပြင်ကစားမဖြစ်သူကိုကလပ်အသင်းတမိုင်းတစ်လျှောက်လောက်ခလာစာအမြင်မားဆုံးဖြစ်လာမဲ့ player ဖြစ်ပေါ့နော်သူတို့က လာစာတူပေးပြီးတော့တက်တန်းတူဖို့ကြိုးပမ်းနေတယ်။ဒါကြောင့်လေပါဦးသိန်းတို့ရဲ့ဘက်ကတိုက်စစ်မှာဒါဝင်နူးနက်စ်ကိုလက်လွတ်ပြီးတော့ဒီကစားမားနဲ့အစားထိုးဖို့ကြိုးပမ်းနေတာတွေပို့ပြီးတော့ခဲရင်လာနိုင်တယ်။အာဆင်နယ်ရဲ့ဘက်ကစိတ်ဝင်စားမှုတွေဟာဒီကစားမားပြည်သူကိုအမှန်ကန်ကြိုးပမ်းလာဖို့အတွက်ကျွန်တော်တို့ကပို့ပြီးတော့ခဲရင်လာနိုင်တယ်။ဘာစီလိုနာအတွက်လည်းဒီຫນွေမှာခေါ်ဖို့ကပို့ပြီးတော့ခဲရင်လာနိုင်ပါတယ်။ညူကာဆယ်ကတော့ ချန်ပီယံစ်လိဝင်ခွင့်ရနေတာဖြစ်တဲ့အတွက်ဒီရာဒီမှာသူတို့ဒီကစားမဖြစ်သူကိုလက်မလွတ်လို့ဘူးလက်လွတ်မယ်ဆိုလို့ရှင်လည်းပဲသူတို့အနေနဲ့လွယ်လွယ်ကူကူနဲ့လက်မလွတ်ချင်တယ်လို့ပေါင်သန်း150နဲ့အထက်ရမှလက်လွတ်ဖို့အတွက်စံတာရှိတဲ့သဘောပါ။ဒါကြောင့်နျူကာဆယ်ရဲ့ဘက်ကတော့အလက်ဇန္ဒားအီဇက်ကိုလီဗာပူးတို့အာဆင်နယ်တို့ထံလက်မလွတ်ရအောင်လို့ကစားမဖြစ်သူကိုတက်တန်းတူဖို့အတွက်လက်ရှိကြိုးပမ်းနေတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။တရားဝင်တက်တန်းတူနိုင်တဲ့မျိုးလက်ရှိမှာဘာမှမရှိသေးတဲ့အတွက်အတိုင်းအတာတစ်ခုကြီးတော့ကျွန်တော်တို့သာစောင့်ကြည့်ရအောင်ပါ။ နောက်ထပ်သတင်းကတော့ Darwin Nunes ပါ Fabrizio Romano ရဲ့ report အရ Darwin Nunes ကတော့ Liverpool တင်းကနေထွက်ခွာมาဖြစ်ပြီးတော့ Napoli တင်းကိုပြောင်းရွှေ့มาဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ် Nunes ကတော့လက်ရှိမှာ Napoli အသင်းထံကိုပြောင်းရွှေ့ဖို့အတွက် Napoli ထံကိုသူမိစိမ်းပြထားတယ်လို့ကလပ်တင်းတစ်ခုကြားထဲမှာပဲဆွေးနွေးရတော့မယ်ဆိုတဲ့သဘောမျိုးကိုကျွန်တော်ရောက်လာပြီ Darwin Nunes ကဒီလက်ရှိဘောနောပြီးခဲ့တဲ့ယာဒီ Liverpool တင်းမှာပွဲကစားခွင့်နဲ့အဲ့လောက်လေကျွန်တော်မရခဲ့ဘူး တပါဦးတင်မှာလည်းအဓိကတိုက်စစ်မှုတယောက်ဖြစ်သူကစားကွင်းရခဲ့တဲ့အချိန်ကြီးအများကြီးမရှိခဲ့ဘူး။နော်ကျွန်တော်ပြည်သက်တီချားထဲမှာတော့အပိုင်အခွင့်အရေးတွေလွဲချော်တာတွေပါနေနဲ့အများကြီးပြောစရာဖြစ်နေခဲ့တာပေါ့လေ။အဲဒါကြောင့်ဒါဝင်နူးနဲ့စနီနဲ့လက်ရှိမှာလီဗာပူးအသင်းကနေပြီးတော့ထွက်ခွာမှုအတွက်အများကြီးပူပြီးတော့နှိစက်လာပြီးဒီနွေမှာနာပိုလီအသင်းကအမှန်ကန်အသင်းကိုပြောင်းလဲဖို့ကြိုးပမ်းနေလို့တိုက်စစ်ကိုအစားထိုးဖို့လည်းလုပ်နေတာဖြစ်တဲ့အတွက် ဒါဝင်နူးနက်စ်ကိုခေါ်ဖို့သူတို့ဒီစိတ်ဝင်စားနေတယ်နူးနက်စ်ကိုတိုင်းကလည်းအတင်းပြောင်းဖို့အတွက်သူလမ်းဖွင့်ထားတယ်လို့နာပိုလီကိုပြောင်းကျင်နေဆိုပြီးတော့လေကျွန်တော် report ဒီမှာဒါကြောင့်ပေါ်ပြနေတယ်အဲကြောင့်ပေါ့နော်ဒါဝင်နူးနက်စ်ဒီလီဗာပူးတင်းကနေပြီးတော့ကျွန်တော်ဒါနာပိုလီကိုပြောင်းနိုင်တော့မယ်ကလပ်တင်းတစ်ခုကြားထဲမှာပဲကျွန်တော်ဒါဒီဆွေးနွေးဖို့ကျွန်တော်ကျင်တော့တာဒါအပြင်လီဗာပူးတင်းရဲ့ဘက်ကတိုက်စစ်မှာကျွန်တော်တို့ဒီ iset တို့ဘာလို့အပြင်တရင်တွေဘာတွေထွက်နေတာဆိုတော့ပေါ့နော်ဒါအပြင် Florian VS တို့လိုကစားမားတွေကိုလည်းကျွန်တော်တို့ဒါသူတို့ခေါ်ထားတဲ့အပြင် အဲလူဝီဒီယက်စ်တို့လိုဇာမားတွေကိုတိုက်စစ်ကိုထားတုံးတာမျိုးတွေလည်းမြင်ရနိုင်တယ်။ဒါကြောင့်ဒါဝင်နူးနက်စ်ကိုသူတို့လက်လွတ်ဖို့အတွက်လီဗာပူးတင်းရဲ့ဘက်ကကြိုးပမ်းလာတာဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်တို့ pre Ipswich နဲ့အတူတန်းဆင်းသွားရတဲ့အဲ့ဒီကဇာမားလေးတယောက်ဖြစ်တဲ့ Omari Hutchinson ကို Premier League ကလပ်အသင်းတော်တော်များများကစိတ်ဝင်စားမှုရှိနေကြပါတယ်။နောက်ဆိုမေးရ report အရဆိုလို့ရှိရင် Premier League ကလပ်အသင်းတွေဖြစ်တဲ့ Everton, Brentford နဲ့ West Ham, Fulham တို့အသင်းမျိုးတွေက ကစားမကိုကျွန်တော်တို့ကအရခေါ်ဖို့အတွက်စိတ်ဝင်စားနေတယ်လို့ပြီးပါကလပ်တွေဖြစ်တဲ့ Leipzig တို့ Borussia Dortmund တို့အသင်းမျိုးတွေရဲ့ဘက်ကလည်းခေါ်ကြည့်နေပါဗါး။၂၁နှစ်ပဲကစားမလေးကတော့ပြီးခဲ့တဲ့ရာသီက Ipswich တို့ပေါ့နော်3ဂိုးဒါ3ဂိုးတွင်းပြီးတော့ကျွန်တော်တို့က2ဂိုးအထိဖန်တီးပေးထားနိုင်ခဲ့တယ်ပေါ့လေ။သူ Ipswich နဲ့သူတန်းစင်သွားရတယ်။ Chelsea ကလည်းအဲ့ဒီရာသီမတိုင်ခင်မှာအပြစ်သက်ပြောင်းရွှေ့လာတာဖြစ်ပြီးတော့ခြေစွမ်းသူကလည်းသူပြနိုင်ခဲ့တယ်ဆိုပေမဲ့လို့ပေါ့နော်။တန်းစင်သွားရတယ်။ဒါကြောင့် ဒီတန်ဆင်းသွားတဲ့ဒီကစားမဖြစ်သူကိုလက်ရှိပရီးမီးယားလိဂ်ကလပ်အသင်းတွေဘက်ကပြန်ခေါ်ဖို့အတွက်စိတ်ဝင်စားရှိနေကြတာအဲဒီအပြောင်းအရွှေ့ကတော့ကျွန်တော်ဒီအရန်ခက်ခဲမဲ့အခြေအနေမှာရှိမနေဘူးတော်တော်တရားဝင်ကန့်လန့်မဲ့အသင်းမရှိသေးဘူးဆိုတော့ဥမာရီဟက်ချင်ဆန်နေနဲ့ live ဒီသူ Ipswich မှာပဲဆက်ပြီးတော့နေရအောင်မယ်ဗောနော် နောက်ထပ်သတင်းတစ်ခုကိုကျွန်တော်ကြည့်ရရင်မိုနာကိုရဲ့ဘက်ကအန်ဒရယ်အူနာနာကိုစိတ်ဝင်စားမှုတွေဟာလက်ရှိမှာအင်မတန်သွေးအီးသွားပြီဆိုပြီးတော့ကျွန်တော်သိရတယ်သူတပင်းတော့မိုနာကိုအားဒီဂိုးသမားဖြစ်သူအူနာနာကိုမန်ချက်စတာယူနိုက်တက်ထံကနေသူတို့ခေါ်ခြင်းနဲ့ဒါပေမဲ့လို့ပေါ့နော်ကစားသမားဖြစ်သူရဲ့လောက်ခလာစာနဲ့ဒီအပူစုကြီးတွေဟာအင်မတန်မြင့်မားလွန်းတဲ့အတွက်သူတို့လက်လန်းမိတဲ့အခြေအနေမှာရှိမနေဘူး။ဒါကြောင့်ပေါ့နော်မိုနာကိုရဲ့ဘက်ကတော့အန်ဒရယ်အူနာနာကိုခေါ်ယူဖို့ဆိုတာတော်တော်ကိုအခြေအနေနေသွားပါပြီ။ ။ဒါကြောင့် Inter Milan ကနေပြီးတော့ Manchester United ကို ပြောင်းလာခဲ့တဲ့ကဘယ်လိုမှစွန့်ဆောင်ရည်မပြနိုင်တဲ့ Andre Onana ကို United ပြည်သက်တွေရော United အသင်းဘက်ကရောအလိုမရှိကြတော့ဘူး။ငွေကြီးပန်းရအခက်အခဲဖြစ်နေတဲ့အတွက် United ဟာကုသမနေရာကိုအပြောင်းလဲလုပ်ဖို့လဲဒီနွေမှာတိုင်ပတ်နေရတယ်။ Andre Onana ထွက်နိုင်မှသာ တခြားကုသမကို United ကအစားထိုးနိုင်မှာ။ဒါပေမဲ့ Onana ထွက်ဖို့အတွက်ကိုပဲအရာအားလုံးကခဲယဉ်နေတယ်။ သူ့ကိုအမှန်ကန်စိတ်ဝင်စားတဲ့အသင်းတွေအဲ့လောက်မရှိဘူးရှိတဲ့မိုနာကိုအတွက်ကြတော့လေဦးနနာရဲ့ပေးရမယ်ပေါ့နော်ပြောင်းရွှေ့ခြင်းမဟုတ်ဘဲနဲ့ကစားမရဲ့လောက်ခလာစာတွေဘာတွေကတော်တော်ကိုမိုနာကိုလိုအသင်းမျိုးတွေလက်လန်းမမီဘူးကျွန်တော်ဖြစ်နေတာဒါကြောင့်အန်ဒရယ်ဦးနနာအနေနဲ့မန်ချက်စတာယူနိုက်တက်မှာလာမယ့်ရာသီဆက်ပြီးတော့ကစားတာကိုကျွန်တော်မြင်ရဖို့အချိန်ကြီးများနေပါသေးတယ် နောက်ထပ်သတင်းတစ်ခုကတော့ New Castle ပါ။ New Castle ရဲ့ဘက်ကတော့ပေါင်း45သန်းနဲ့ Northern Forest ရဲ့တောင်ပိုင်းကစားမဖြစ်သူ Anthony Ilanga ကိုကျွန်တော်တို့ကခေါ်ယူဖို့အတွက်ကန့်လှမ်းမှု Northern Forest ရဲ့ဘက်ကတရားဝင်ပယ်ချလိုက်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။နောက်ဒါကြောင့်တော့ဒီမှာဆိုလို့ရှိရင်ဟို Northern Forest ရဲ့ဘက်ကတော့ Anthony Ilanga ကိုသူတို့အနေနဲ့လက်လွတ်ဖို့အတွက်သူတို့တွေပေါ့နော်ကျွန်တော်တို့ကအဲစန်တာမရှိဘူးအထူးသဖြင့်ဒီຫນွေမှာဆိုလို့ရှိရင်သူတို့လုံးဝမရောင်းချင်ဘူးပေါ့လေအကယ်လို့ရောင်းမယ်ဆိုလို့ရှိရင်တော့မှ သူတို့အနေနဲ့တန်ကြီးတက်တက်တတာနဲ့မရောင်းချင်ဘူးတော့45တန်းတော့ပေါင်45တန်းကိုတော့မှ Forest ရဲ့ဘက်ကကျွန်တော်တို့ကပယ်ချခဲ့တာအဲကြောင့် Newcastle ရဲ့ဘက်ကတော့တောင်ပံကစားမားတွေကိုသူတို့အစားထိုးဖို့ကြိုးပမ်းနေတယ်သူတပြင်းတော့ဒီဘဲတောင်ပံတို့ပါလို့မှဆိုလို့ရှိရင်အန်တိုနီကိုရန်တို့ပါလို့ကပုံမှန်ခြေသွင်းမှန်မှန်တာဒါအပြင်ညာတောင်ပံမှာဆိုလို့ရှိရင်လည်းပဲဒီတိုင်းပဲပေါ့နော်သူတို့ခြေသွင်းမှန်မှန်နဲ့ကစားမားတွေရှိနေတာ Jacob Murphy တို့လိုမျိုးခြေသွင်းမှန်မှန်နဲ့ကစားမားတွေရှိနေတာ Harvey Barnes တို့လိုမျိုး ပုံမှန်ပွဲကစားခွင့်တောင်မှ မှန်မှန်နဲ့ကစားမတွေရှိနေတယ်ဆိုတော့သူတို့ကနောက်ထပ်တောင်ပန်ကစားမတယောက်နဲ့အစားထိုးနေတာပြဿနာကကာဆယ်အတွက်ဒီຫນွေမှာ financial ဘိုင်းနေရသူတို့အကျက်အတဲတွေတွေ့နေရတယ်အဲ့လိုဆိုတော့ငွေကြီးလည်းအများကြီးသုံးလို့ရတဲ့အခြေအနေမျိုးမဟုတ်တော့အီလန်ကာကိုသူတို့က45တန်းလောက်နဲ့စပြီးတော့ကန်လန်တယ်ဒါပေမဲ့ athletic ရဲ့ report ရ new castle ရဲ့45တန်းနဲ့ကန်လန်မှုကိုကျွန်တော်တို့က northern forest ရဲ့ဘက်ကပယ်ချလိုက်တယ်ဆိုတော့ 45တန်းနဲ့ကံလမှုပယ်ချခံရအပီမှာကာဆယ်ရဲ့ဘက်ကထပ်ပြီးတော့ကံလန်ဘူးကတော့တော်တော်ကိုအချင်းကြီးနေသွားနိုင်နေဆိုပြီးတော့ကျွန်တော်တွေ့နေရတယ်ဆိုတော့စောင့်ကြည့်ရပါမယ်အထူးသဖြင့်တော့အန်တိုနီအီလန်ငါရဲ့အပြောင်းရွှေ့မှာနယူဒီဗာလဲဒီအက်စ်ဗာလဲနော်ဒီယန်ဖော်ရက်စ်ရဲ့ဘက်ကတော့ United ထံကျွန်တော်တို့ပြန်ပြီးတော့ခွဲဝေရမယ်ပမာဏနဲ့ရှိနေတယ်ထင်ပါတယ်။ဒါကြောင့်သူတို့အနေနဲ့45တန်းကိုမတန်ဘူးဆိုတဲ့ပုံစံမျိုးနဲ့လက်လွတ်လိုက်တဲ့သဘောမျိုးပါ။ ဆိုတော့နယူကာဆယ်ဘက်ကထပ်ပြီးတော့ကန်လှမ်းမလားကျွန်တော်ကြည့်ရမှာပေါ့လေဒါအပြင်ကျွန်တော်တို့တန်တက်လာတဲ့ကလပ်တင်းတစ်ခုပြည်တဲ့ Leeds United ရဲ့တောင်ပိုင်းကစားမပြီးသူ Daniel James ကတော့ကလပ်အသင်းနဲ့တူစာချုပ်တစ်ထပ်မံချုပ်ဆိုတော့အတွက်နှိစက်မှုတွေရှိနေပြီရှိနေပြီဖြစ်ပါတယ်အဲ့ဒါအဲ့ဒါတည်းရဲ့ report ရဆိုလို့ရှင်တော့လွန်ခဲ့တဲ့ဘောနောကျွန်တော်သား အဲဆိုတော့ဒီ yet ပိုင်းဒီကလေးကဆွေးနွေးမှုတွေကစားသမားနဲ့ကလပ်အသင်းကြားထဲမှာတော်တော်လေးကိုအချင်းကြီးကောင်းနေပြီးတော့လာမယ့် yet တစ်ပတ်ဒီအတော်တွင်းမှာပဲတက်တန်းတူသွားနိုင်ဖို့ရှိတယ်ဆိုပြီးတော့ကျွန်တော်တို့သိထားရတယ်ဆိုတော့ဒီ Wales တောင်ပိုင်းကစားမလေးဖြစ်သူကတော့ United မှာလည်းကျွန်တော်ကစားခဲ့တယ်အစဉ်ပြေတဲ့ကာလတစ်ခုကိုကြုံခဲ့ရတယ်ဆိုပြီးမဲ့လည်းရောင်းချခံလရပြီးတော့ကျွန်တော်တို့ဒီနောက်နှစ်မှာပေါ့နော်နောက်နှစ်ညရာဒီအပြောင်းရွှေ့မှာသူက Leeds United နဲ့သူတက်တန်းကုန်မှာအဲ့ဒီတော့ဒီ လီစ်ယူနိုက်တက်တင်းဘက်ကတော့ကျွန်တော်ဒါဂျိမ်းစ်ကိုတက်တန်းတူးချင်နေတယ်ပေါ့နော်။တော့နှစ်တင်းနှစ်ကလပ်ဒီနှစ်ခုကြားမှာလည်းအဆင်ပြေကြပါတယ်။ကလပ်အသင်းတွေကိုကျွန်တော်ဒန်နီယယ်ဂျိမ်းစ်နေကိုဒါအရာလုံးအချိန်ကြီးကောင်းနေကြတယ်ဆိုတော့ဒါကတက်တန်းတူးနိုင်မဲ့အချိန်ကြီးမျိုးပါ။နောက်ထပ်သတင်းတစ်ခုက Chelsea နဲ့တောင်ပန်ကစားမဖြစ်သူဂျီမီကင်နေမှာ Chelsea တင်းရဲ့ဘက်ကတော့ Dortmund တောင်ပန်ကစားမဖြစ်တဲ့ Jimmy Gittens ကိုခေါ်ဖို့အတွက်လက်ရှိမှာပူပြီးတော့တတိယအကြိမ်မြောက်ပေါ့နော်။ကျူပန်းတော့မယ်။ Chelsea ဟာရှေ့မှာဆိုလို့ရှိရင်သူတို့ ဘယ်လိုပြောမလဲပေါင်တန်း၅ချဲစီကနှစ်နှစ်ကြိမ်တန်းတန်းကင်းလန်းခဲ့တယ်အဲ့ဒီနှစ်ကြိမ်စလုံးသူတို့ပယ်ချခံခဲ့ရတယ်ဒေါမွန်ရဲ့ဘက်ကတော့ပေါင်တန်း50အပြင်ကိုအပူစုကြီးအပါဝင်ဒီကစားမဖြစ်သူရဲ့အပြောင်းရွှေ့ကနေရဖို့အတွက်သူတို့မျှော်လင့်ထားတယ်ချဲစီရဲ့ဘက်ကတော့ခုနကပြောသလိုပဲ22နှစ်ရွယ်ဂျီမီကစ်တင်စ်ကိုခေါ်ဖို့နှစ်ကြိမ်တန်းတန်းကြိုးပမ်းမှုပယ်ချခံခဲ့ရပြီးတော့ကလပ်ဝေါကအမိခေါ်ဖို့ကြိုးပမ်းတာလည်းမအောင်မြင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့လို့သူတို့ဒေါမွန်နဲ့ဆက်လက်ပြီးတော့ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်နေစေဖြစ်တယ် အကယ်လို့နောက်ရာသီမစခင်မှာဒီကစားမဖြစ်သူကိုအရခေါ်ရမယ်ဆိုတဲ့အခြေအနေရှိရင်လည်းအရခေါ်ဖို့သူတို့ကြိုးပမ်းသွားမယ်။မာရက်စကာနဲ့ Chelsea ရဲ့ဘက်ကတော့အသင်းရဲ့တောင်ပံကိုအားပြဖို့ဆိုလို့ရှိရင် Jamie Gittens ကိုသူတို့ကဥစားပေးပြစ်မှတ်အဖြစ်သူတို့မြင်ထားကြတာ။ဒါကြောင့် Jamie Gittens ဒီသူတို့ရဲ့ဘောနော်နံပါတ်1တောင်ပံကစားမတွေနေရာမှာအားပြဖို့ဖြစ်တယ်။ဒါကြောင့်တတိယအကြိမ်မြောက်ထပ်ပြီးတော့ကြိုးပမ်းလာနိုင်စွမ်းရှိနေသေးတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။အမှန်ကန်ကျွန်တော်တို့ကန့်လန့်မှုတတိယအကြိမ်ဘယ်ချိန်လုံးမလဲပဲကျွန်တော်တို့စောင့်ကြည့်ရတော့မှာပါ။ အဲနောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်တို့ကဂျီဒန်ဆန်ချူကတော့ဖီနာပါဂျီအတင်းနဲ့ပေါ့နော်ဟိုဘယ်လိုပြောမလဲဖီနာပါဂျီရဲ့လောခလာစာကံလန့်မှုကိုသူကခေါင်းငိမ့်ထားတယ်လို့ကျွန်တော်တို့သိရတယ်။နွေရာသီပြောင်းရွှေ့မှာမန်ချက်စတာယူနိုက်တက်ကနေမဖြစ်မနေပြောင်းရဖို့ရှိတဲ့ဂျီဒန်ဆန်ချူကိုဖီနာပါဂျီနာပိုလီနဲ့ဒီအီတလီကလပ်အတင်းတချို့ကခေါ်ဖို့တွေစိတ်ဝင်စားနေတာပြဿနာကအီတလီကလပ်တွေရဲ့ဘက်ကတော့ဆန်ချူရဲ့လောခလာစာအင်မတန်အများပြားဖြင့်တောင်းဆိုမှုကိုသူတို့မလိုက်ရောနိုင်ဘူးဆိုတော့ဆန်ချူရဲ့ဘက်ကလည်း အဲ့ဒီကလတ်တင်း၃တင်းတွေကမှဖီနာပါဂျီယာလောက်ခလာတာကန့်လန့်မှုအမြင့်ဆုံးဖြစ်နေတယ်ဆိုတော့ဖီနာပါဂျီကိုပြောင်းဖို့သူစိတ်ဝင်စားရတယ်ခေါင်းငိတ်ထားတယ်ပေါ့နော်ဆိုတော့ပြည်ထနာကယူရို United အသင်းထံကိုဖီနာပါဂျီရဲ့ဘက်ကပေါင်၁၈တန်းနဲ့ပဲအယူရို၁၈တန်းနဲ့ပဲကျွန်တော်တို့ကန့်လန့်ထားတာ United ကတော့ပေါင်၂၅တန်းလောက်ထိလိုချင်နေတာဖြစ်တဲ့အတွက်ဖီနာပါဂျီအတွက်ပေါ့နော်မလွယ်ကူဘူးပြည်ထနာက Manchester United ရဲ့ဘက်ကစန်ချိုရဲ့အပြောင်းအရွှေ့ကနေဝင်ငွေများများရဖို့ဆိုတာထက်ကျွန်တော်တို့ဒီကစားမကို တပတ်ကို၃သင်းခွဲပြီးနေရတာဖြစ်တယ်လို့အသင်းပေါ်မှာလည်းအကျိုးမပြုနိုင်တဲ့သူတယောက်ဖြစ်တယ်ဆိုတော့ကစားမကိုလက်လွတ်ဖို့ကသာအတိအကပလန်ဖြစ်နေတာဒါကြောင့်ဂျီဒန်ဆန်ဂျိုကိုဒီနွေမှာယူနိုက်တက်ကလွယ်လွယ်ကူကူနဲ့လက်လွတ်ရနိုင်တဲ့အခြေအနေမျိုးလဲကျွန်တော်တို့ရှိနေတယ်ပေါ့နော်။ဒါကြောင့်လောတင်မှာဆိုလို့ရှိရင်ဒီအပြောင်းအရွှေ့တွေကျွန်တော်ဆက်ပြီးတော့ဖြစ်လာမလားကျွန်တော်ကြည့်ရပါမယ်။ဆိုတော့ဒါကတော့ဒီနေ့မနက်ခင်ရထားခဲ့တဲ့တင်းလေးတချို့ပေါ့လေ။ဒီထဲမှာညီကလေးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေပါသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကြည့်ရှုပါပြီးတဲ့ညီကလေးများလည်းကိုချစ်သူများတွေပါတယ်။နေကင်းဗီဒီယိုလေးတွေမှာကျွန်တော်ဆက်ပြီးတော့တွေ့ပါမယ်။အားလုံးကိုကျေးဇူးပါ။